ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ထဲကမြို့ရုကျေးဝါနာမှာအော်တိုဘားလ22ရက်နေ့ကရသေးတော်မြို့နယ်ဇေဒီပင်ကဈေးဝယ်ပြီးပြန်လာတဲ့ခီးသက်တင် ကားတစ်စီးကိုရိုဟင်ဂျာလက်နက်ကိုင်တပ်အာဆာကခြုံခိုတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့အာရခတက်တော် A ကထုတ်ပြန်ပါတယ်ကားမသူတယောက်နဲ့ခီးသက်၄ယောက်လိုက်ပါလာတဲ့ခီးသက်တင်ကားတစ်စီးကိုတက်ခိုက်ခဲ့တာဖြစ်ပြီးတော့တက်ခိုက်မှုအတွင်ခီးသက်အမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်သေဆုံးပြီးရှင်မောင်းဖြစ်သူနဲ့နောက်ထပ်အမျိုးသားတယောက်လည်းဒဏ်ရာရရှိခဲ့ပါတယ်။ ။သေဆုံးသူအမျိုးသမီးရဲ့၃နှစ်အရွယ်ကလေးပြည်သူကတော့အသက်ရှင်လျက်တွေ့ရတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုတက်ခိုက်ပြီးတဲ့နောက်အစာဖွဲဟာကားပေါ်ကစာနာရိတ်ခါတွေကိုလည်းယူဆောင်သွားခဲ့ပြီးလက်ရှိမှာအာရခတက်တော်ကလိုင်လံရှင်းလင်းရေးတွေပြုလုပ်နေတယ်လို့လည်းအေအေကပြောပါတယ် ဲ့ဒီဒေတာကရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်တဲ့ ASA RSO ARA တို့ဟာစစ်ကောင်စီနဲ့မဟာမိတ်တွေဖြစ်ကြပြီးမောင်တော်နဲ့ဘူးသီးတောင်မြို့သိမ်းတပ်ဖွဲ့တွေမှအတူခုခံခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်။